ဒီနေ့ကတော့ဖြိုးရိုးအိမ်မှာလက်ကျန်ပစ္စည်းလေးတွေနဲ့မြန်မာမုတ်လေးတစ်မျိုးလှူစားကြမှာဖြစ်ပါတယ်။ဘာမုတ်လဲဆိုတာတော့ဆက်ပြီးတော့ကြည့်ပေးကြပါအောင်ရှင်။အားလုံးမင်္ဂလာပါ။အရင်ဆုံးကြောက်ကြောမုတ်တဝက်ကျန်နေတာဆိုတော့ကြောက်ကြောမုတ်လေးတဝက်ထည့်တယ်။ပြီးရင်အုံလုံး900မီလီလီထည့်လိုက်ပါတယ်။လှူစားမှာတော့ဘာမုတ်လဲအတိအကျမသိပေမဲ့ဖြိုးရိုးကကြောက်ကြောအမုတ်လေးပါတယ်။ အုံးတို့လည်းပါတယ်ပြီးရင်တာကူလည်းထည့်မှသိလားကဲဒါကတော့တခြားဆက်လာချက်တာလောက်ရှိမယ်သူတို့အိမ်မှာကမြန်မာမုတ်ကိုအရန်တိုက်တဲ့အဖွဲတွေမှာပါတော့လေအိမ်မှာကိုယ်တိုင်လှုပ်ရှားဖြစ်တာပေါ့နော်ဒီနေ့ကတော့ဒါဘာမုတ်ဖြစ်မလဲတော့မသိဘူးသူတို့ရှိရဲကြောက်ကြော်ရဲအုံးတို့ရည်လေးရဲတခြားရဲကိုအရင်ကြိုလိုက်ပါတယ်တဖြည်းဖြည်းနဲ့ဖြိုးတို့အချိန်15မိနစ်လောက်နည်းနည်းလေးဆူလာတဲ့အချိန်ထိကိုဖြိုးတို့ကမှွေပေးရပါမယ်။ အဲ15မိနစ်လောက်မှွေပြီးရင်တော့ဖြိုးရိုတေချာဆေးထားတဲ့တာကူလေးတွေကိုထည့်ပစ်လိုက်ပါတယ်။အဲတာကူမုတ်လို့ပဲပြောရမလားကြောက်ကြောတာကူလို့ပဲပြောရမလားမသိဘူးပေါ့နော်။တာကူလေးတွေကတော့ဖြိုးတာရေနဲ့ဆေးပြီးတော့ထည့်ပစ်လိုက်ပါတယ်။ပြီးရင်တော့ဆက်ရှိလက်ရှိနဲ့ဇက်တိုက်မှွေပေးကြပါတယ်။မွေးမွေးနဲ့အခုလိုလေးပြစ်လာတာပေါ့နော်ဒါပေမဲ့တာကူလေးတွေမျက်စိလုံးလေးပျောက်တဲ့အထိကိုဖြိုးထားမှွေပေးရမယ်နော် ကဲတဖြည်းဖြည်းနဲ့မှွေးမှွေးတတော်လေးပြစ်လာပါပြီကဲအခုလိုနေထားရောက်ပြီဆိုရင်တာကူလေးတွေမျက်လုံးပျောက်ခါကြဖြစ်နေပြီเนาะကဲအခုဆိုရင်မှွေးရင်းနဲ့အခုလိုအနေထားလေးဖြစ်သွားပြီးကြည်ကြည်လေးဖြစ်သွားပြီเนาะဒါဆိုလို့ရှင်တော့သူတို့မုတ်ဖုတ်တဲ့ဘန်နဲ့ကိုထည့်ပေးလို့ရပါပြီ။ဟိုအစင်ပြေးတဲ့ဘန်နဲ့ကိုလည်းထည့်လို့ရရယ်เนาะ။ ပြီးရင်တော့တို့အအေးခံပြီးတော့စားလို့ရပါပြီ။ကဲ၍အုံနှိုးစီချက်လေးတွေဘာလေးရှိလို့ရှိရင်တော့လေအုံနှိုးစီချက်လေးထည့်ပြီးတော့စားပါတော့။ဖြိုးရိတ်မှာတော့ဘာမှမရှိဘူး။အိမ်မှာရှိရတယ်လှုပ်စားကြတာဆိုတော့လေဒီတိုင်းပဲဒါအင်းနီနာချင်းလေးလည်းဝေပြီးတော့တို့ကျန်တဲ့ဟာကိုဖြိုးတို့ဒါစားကြမှာပေါ့နော်။ဒီတိုင်းစားတော့လေစိတ်စိတ်မှုမှုလေးနဲ့လေအရန်စားလို့ကောင်းတယ်တီလား။ဖြိုးကတော့နမယ်ပေးလိုက်တယ်။တာကူကြောက်ကြောမဟုတ်လို့နမယ်ပေးလိုက်တာပေါ့နော်။ကဲဖြိုးလို့ပဲဒီလိုမြန်မာမုတ်လေးတာကူလည်းပါတာကိုကြိုက်တယ်ဆိုပြီးလိုက်တော့လှုပ်စားကြည့်ကြအောင်နော်။ကဲနောက်တော့ကြောက်ရှင်ဖြိုးဘာကြီးချက်ပြရီဘာကြီးစားပြအောင်မလဲဆို 好，剩落三秒就係回吧？我们先，拜拜。